ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်နိုင်ပြီမှာပြန်လည်ပြီးမှဆွဆိုပါရယ်ကျွန်တော်ဒီဒီညပြောပြမယ့်အစီအစဉ်ကတော့ YouTube live လွှင့်တဲ့အစီအစဉ်ဖြစ်ပါတယ်ဘယ်လို live လွှင့်ရမလဲဆိုတော့ဟာ YouTube ပေါ်မှာဘယ်လို live လွှင့်ရမလဲဆိုတော့ကိုပြောပြမှာဖြစ်ရပထမဦးစွာ YouTube ထည့်ဝင်လိုက်ပါ YouTube ထည့်ဝင်ပြီးမှကိုယ့်ရဲ့ဒီကိုယ့်ရဲ့ personal account ကိုဝင်လိုက်ပါဝင်ပြီးမှပဲဒီအောက်ကအပေါင်းကို လခနာကခလေးတဲ့ကိုနှဲ့လိုက်ပါဒီမှာတော့ဒီမှာတော့ဗီဒီယိုတွေပေါ့နော် ကိုယ့်ရဲ့ဗီဒီယိုတွေမြင်ရတာခပါလင်းမှာနှဲ့လိုက်ပါနေမနေဘလို့ရှိရင်ဒီမှာပေါ့ nest ကိုနှိပ်လိုက်ပါနော် nest ကိုနှိပ်ပြီးမှ cooling ဆိုတဲ့ဟာကိုနှိပ်လိုက်ပါနော်ခဏလေးစောင့်လိုက်ပါတေအဲ အခုဆိုရင် line လွှဲတာဖြစ်ပါတယ်เนาะဟိုမှာကျွန်တော်တော့ပေါ့เนาะဟိုဖက်ကနေเนาะ type လို့ပေါ့เนาะ type ကြီးရတာဖြစ်ပါတယ်ဟိုမှာ color line ပုံမျိုးတွေပုံမြင်ရတာဖြစ်ပါတယ်เนาะဒါတော့ line line လွှဲရပေါ့เนาะ ဒါလည်းလွှင့်ရဖြစ်ပါတယ်ဘီမဘတ်တုံးဆိုတဲ့ဟာကိုနှိမ့်လိုက်ရှိရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ဗီဒီယိုကပေါ့နော်ကိုယ့်ရဲ့ YouTube ထဲမှာရောက်တာဖြစ်ပါတယ်နော်ကိုယ့်ရဲ့ YouTube ထဲမှာရောက်တာပဲပြီနော်အခုဆိုလို့ရှိရင်ပေါ့နော်ဟိုမှာဝင်းနေပါပြီပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒီ YouTube link လွှင့်လွှင့်တာပေါ့နော် ဒီဝါဖေ့စ်ဘွတ်လေးလွှဲတော့လူလူတော်တော်များများက Facebook ကနေပဲ live လွှင့်ကြတယ်ပေါ့နော်။အခုတော့ YouTube ကနေ live လွှင့်တာပဲဖြစ်ပါတယ်။ဆိုရင်ကျွန်တော်ကပြန်လည်မထွက်တော့မှာဖြစ်ပါတယ်။အခုလောပေါ့နော်မရှင်းတဲ့ဟာတွေရှင်းခေလို့ရှင်းရည်လေပေါ့နော်။ဒီကျွန်တော်ရ comment မှာရေးခေလို့ရပါတယ်။ဘယ်လို personal YouTube ကို live live လွှင့်ပြီးမှ live လွှင့်လို့မရဘူးဆိုတဲ့ဟာတွေကိုပေါ့နော်။ဘယ်လို personal ပေါ့နော် live ကပဲ share မှာလွှင့်လို့ရတယ်ဆိုတဲ့ဟာလည်းရှင်းရှင်းသေးပါတယ်နော်။ဒါတွေကို အဲဘောနော်အခုကတော့ကျွန်တော်ပြပြကား YouTube line လွှင့်ရနေရတယ်ကိုပြပေးတာဖြစ်ပါတယ်ဘောနော်ဒါပေမဲ့ YouTube ကတိုက်ရိုက်လည်းလွှင့်လို့မရပါဘူးဒါကိုဘောနော် this this is in the solution ရေကျွန်တော်ရဲ့ဒီဘောနော် video အောက်မှာ comment နဲ့မေးပြလို့ရပါတယ်ကျွန်တော်ဘောနော်ဒီများများတီးတဲ့ဒီရှင်တဲ့လူရှိလို့ရှိရင်ကျွန်တော်ပြောပြမှာဖြစ်ပါတယ်အခုလို့ကျေးဇူးပြုတော့ပြတဲ့အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe နဲ့ထားပေးပါလို့ပြောချင်ပါတယ်အားလုံး non video ဒီမှာဆုံတွေ့ကြမယ်